ခရစ်တော်ကပြည့်ပေတွေကိုပြောပြတဲ့စကားလေးတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကိုတဲ့ပညာအသက်တစ်ခုပေးမယ်တဲ့ဒီပညာအသက်ကဘာလဲဆိုတော့တယောက်ကိုတယောက်ချစ်ကြပါဆိုတဲ့ပညာကလေးဖြစ်ပါတယ်။တို့တယောက်ကိုတယောက်ချစ်ကြပါဆိုတဲ့ပညာကို ငါအသက်ပေးတယ်လို့ပြောတဲ့အခါမှာဣသရေလလူမျိုးတွေရဲ့ထုံးစံမှာတရားကိုချစ်ဖို့ခုနဲ့နှိစက်တဲ့သူတွေကိုချစ်ဖို့ဆိုတဲ့ပညာဟာအိုးတခင်ခွတ်တော်လောကကိုမကြွလာခင်တည်းကဣသရေလလူမျိုးတွေအတွက်တရားတခင်က ပေးထားပြီးသားပညာဖြစ်ပါတယ်ဒါပေမဲ့လို့တခင်ခွတ်တော်ကသူ့ရဲ့တပည့်တော်တွေကိုသင်တို့ကိုငါပညာအသက်ပေးမယ်တယောက်တစ်ယောက်ဖြစ်ကြပါ ပြောတဲ့အခါမှာကင်ခွတ်တော်ဘာဆက်ပြောလဲဆိုတဲ့အခါကျရင်ကျွန်တို့ကိုငါချစ်တကယ်သူဆိုတဲ့အခါလေးတလုံးပါပါတယ်ကျွန်တို့ကိုငါချစ်တကယ်သူတယောက်ကိုတယောက်ချစ်ကြပါဆိုတဲ့ပြညတ်အစ်စ်ကိုငါပေးတယ်လို့သူ့ရဲ့တပည့်တော်တွေကိုပြောပါတယ်ဣပေလေးကဘာလဲဆိုတဲ့အခါကျလို့ရှင်ကျွန်တို့တို့ရဲ့ဘဝအတ္တတာမှာချစ်ခြင်းမေတ္တာဆိုတာဟာတရားသခင်နဲ့ကျွန်တို့တို့ပေါင်းစပ်မှာ ဟားနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။တရားသခင်မပါရင်ကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာဟာဘမအဆုံးသက်လဲဆိုရင်တရားမြတ်တာမှုမှာအဆုံးသက်သွားပါတယ်။ဒါကြောင့်မလို့ဘဝမှာမခံထားနိုင်တဲ့ဝင်နေများလာတယ်။ဒေါသတွေအရန်ထွက်ပြီးချစ်ချင်းမြတ်တာမထားနိုင်တော့ဘူးဆိုတာဟာတရားသခင်ကချစ်ချင်းမြတ်တာမတားခိုင်းလို့မဟုတ်ပါဘူး။သို့တော်ညာလည်းပဲတရားမြတ်တာခြင်း၌ကျွန်တော်တို့ဟာတရားသခင်ရဲ့ချစ်ချင်းမြတ်တာကို ရှာဖွေတွေ့ရှိသွားလို့ပဲဖြစ်ပါတယ်။ဒီနေ့ဝင်မြခြင်းတဲ့အကြောင်းအရာလေးကပါလေဆိုတော့သူတို့ရဲ့နေစဉ်ဘဝအသက်တာမှာတဲ့။ကိုကသိတဲ့အရာနဲ့တဲ့။ကိုကလုတ်တဲ့အရာရဲ့နှစ်ခုကြားထဲမှာပုံမြက်တဲ့ဆန္ဒတစ်ခုလိုအပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့တဦးစီကိုတတိပေးပါတယ်။သူတို့အများကြီးသိတယ်။သိတဲ့အပေါ်မှာကျွန်တော်တို့လုဆောင်မှုလေလုကြတယ် ဲ့သိတာနဲ့လုတ်ဆောင်မှုရဲ့ဂျားလေးတဲမှာကိုကနေပြီးစန္နာတစ်ခုကနေပြီးအဲ့ဒီနှစ်ခုကိုဆက်ဆက်ပေးတယ်ဆိုတဲ့အကြောင်းအရာလေးကိုကြားပါဒီနေ့ပထမကျမ်းစာတော်မြတ်ထဲမှာဘာအကြောင်းအရာပြောလဲဆိုရင်ပေါ်နဲ့ဘာနာဘတ်စ်ကဒီဂျူးလူမျိုးမဟုတ်တဲ့နော်ဒီဂရိစ်လူမျိုးတွေဒါတွေကိုသူတို့သွားပြီးတော့တရားသစ္စာတွေလိုက်လံဟောကြားတဲ့အခါမှာဘာအခက်အခဲကြုံတွေ့ရလဲဆိုတော့ဂျူးတွေလိုက်ကျင့်ကြတယ်အကျဉ်းထုံးနှံ့နေနဲ့ ဘာသာပတွေကျင့်ကြတဲ့ထုံးစံတွေနဲ့မတူတာတွေတွေ့ရပါတယ်အတာလီမင်္ဂလာခန္ဓာလို့ပြီးသွားရင်မတန့်ရှင်းတဲ့အစားအစာတွေကို စားတာလို့တွေးပါတဲ့အစားအစာတွေကိုစားတယ်လို့အဲ့လိုမျိုးတွေတွေ့လာတဲ့အခါမှာပေါ်နဲ့ဘာနာဘတ်စ်ကဂျေရုဆလင်ကိုပြန်တက်ပြီးတမန်တော်ကြီးတွေနဲ့ပြန်လည်ပြီးဆွေးနွေးကြတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကြားခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတန်ဘောလူကဘာပြောလဲဆိုတဲ့အခါကြားလို့ရှိရင် ်မတို့တောင်စူးစားပြီးထမ်းနေရတဲ့ဝင်ကိုအဘာအမျိုးသားတွေကိုမတို့မပေးတင်ဘူးဘုရားသခင်ဖန်ဆင်းပေးထားတဲ့အရာတွေကအကုန်လုံးကောင်းမြတ်တာဖြစ်စေတဲ့အတွက်သူတို့ကိုချစ်ချင်းမြတ်တာတော့၌တည်မြဲဖို့ပဲမတို့တွေတွင်တင်ကြရအောင်လို့တင်တင်တဲ့အချက်ကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကျမ်းနာရပြီးအချက်ကလေးလေးချက်ကိုပဲဘာသာပတွေလိုက်ကျင့်ဖို့အတွက်တောင်းခံခဲ့တဲ့အကြောင်းကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကြားရပါတယ် fornication လို့ခေါ်တဲ့ငနဒီကမကုံနဲ့ပတ်သက်လို့ဖောက်ပြန်ခြင်းတွေမလုပ်ကြဘူးပြီးသွားတဲ့အခါကျလို့ရှိရင်ဒီအသားလေးမင်္ဂလာကိုခံစရာမလိုတဲ့အကြောင်းတွေပြောတယ်ပြီးသွားတဲ့အခါကျရင်သွေးပါတဲ့စားဟစာတွေကိုတော့ကျူးစားရှောင်ကြဉ်ကြဖို့ဆိုတဲ့အကြောင်းအရာတွေကိုပြောပြထားတဲ့အကြောင်းကိုဒီကနေ့ပထမကျမ်းစာတော်များအထက်မှာကြားခဲ့ရတာဖြစ်ပါတယ်သံပေထုရဲ့ပြောကြားချက်လေးရဲ့အနှစ်ချုပ်ကလေးတစ်လုံးကပါလဲဆိုရင်ကိုတော်မလုံနိုင်တဲ့အရာကို ကဘာသူကိုဝန်မပိစေနဲ့ချက်ချင်းမြတ်တာ၌အသက်ရှင်နိုင်အောင်လို့ပဲတို့တွေတွင်တင်ပေးရအောင်လို့ပြောခဲ့တဲ့စကားလေးဟာကျွန်တော်တို့တူဦးစီရဲ့ဒီနေ့အသက်တာဝင်ရေးအတွက်ကျွန်တော်တို့တွေထောက်ရှုဖို့ကောင်းပါလေ။ဘာကြောင့်လဲဆိုတော့ဒီနေ့အဲဝံဂလိကျမ်းသာတော်မြတ်ထဲမှာလဲဒါလေးကိုပဲသခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုပြောကြားတာဖြစ်ပါတယ်။ခမည်းတော်သည်ငါ့ကိုချစ်တော်မူတကယ်သို့ငါ၌တည်နေကြလော။ငါ၏ပြည့်ညတ်တော်များကိုလိုက်နာကြလောဆိုတဲ့အကြောင်းအရာလေးက ြညတ်တော်များရဲ့အားလုံးအနှစ်ချုပ်ကဝရံလူလို့ခေါ်တဲ့ကို့မှာဖြစ်စီလိုတဲ့အတိုင်းတပါးသူတွေကိုဖြစ်ပြီးတဲ့ဆန္ဒဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့စီရဲ့ဝိညာဉ်သက်တာလေးကိုလူတော်ကထောက်ရှုတဲ့အခါမှာဘုရားအချစ်ကိုကျွန်တော်တို့ရတဲ့အခါမှာကျွန်တော်တို့ဟာအဲ့ဒီအချစ်ကိုတပါးသူကိုဝေဖျားနိုင်မှာဖြစ်ပြီးဘုရားအချစ်ကိုရရှိခြင်းဆိုတာကိုကျွန်တော်တို့တူးစီရဲ့ပေးတဲ့၌သိနိုင်တဲ့အချက်ကလေးတစ်ချက်ကတော့ကိုခြင်းစာတဲ့စိတ်ဖြစ်တဲ့ကို့မှာဖြစ်စီလိုတဲ့အတိုင်းတပါးသူမှာဖြစ်ရ နိုင်နေဆိုတဲ့အကြောင်းအရာလေးကိုဒီကဒီနေ့ဝင်ရေးတက်တာအတွက်ခွန်အားယူအောင်လို့မရှိရပါသူဓမ္မမိတ်ဆွေအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမှတ်တဲ့ရက်လေးစုပန်ကြအောင်